မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်စံမွန်သတိချင်းနဲ့မှကြိုးစားပါရခင်ဗျာယခုပြမှာကတော့16ရက်5လ2025 6ချိန်အတွက်ကစားမယ့်သတိတစ်ခုကောင်းဆိုင်များဖြစ်ပါတယ်မိတ်ဆွေများကိုတစ်ခုကောင်းဆိုင်မျိုးစုံနဲ့ထုတ်ပြပြီးမှမူကျွန်တော်နဲ့အတူစာဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါရခင်ဗျာ မိတ်ဆွေများကိုပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီစိုက်မှုရဆိုရင်လေရန်ရဲ့နောက်ပိတ်ရဲ့ဗရိတ်ရဲ့ဆိုပြီးတော့၃မျိုးပေါင်းပြီးကျွန်တော်ဒီတကွက်ကောင်းထုတ်ပြมาဖြစ်ပါတယ်ဒီစိုက်မှုမှာဆိုရင်လေရန်ငန်းအောင်တော့ကျွန်တော်ဒီ၃လုံးပေါင်းစီညာနဲ့ဒီမှာဒီ၃ချိန်၃နှစ်မြောက်2023 2025 ဒီဇောင်းကြကွန်လေးနဲ့ထုတ်သွားမှာဖြစ်ပါတယ်။ဘာလို့ဒီတိလဲတိုင်းတိရယ်ကျွန်တော်ဒီနောက်ပိတ်တိရယ်ဒီအလဲတိုင်းတိရယ်သုံးလုံးပေါင်းတဲ့ခါမှာကျွန်တော်ဒီတိသုံးလုံးပေါင်းတဲ့ခါမှာသုံးလို့ရရှိပါတယ်။နောက်ဒုတိယဒီဇောင်းသုံးဝင်ပြန်ကြည့်တဲ့ခါမှာလည်းဒီသုံးညာ လဲတိုင်း၃ညရင်နောက်ပိတ်6ရင်ဒီအလဲတိုင်း၈ရက်ပေါင်းတော့၃လုံးပေါင်းဒီ၄လို့ဆင်းလာပါတယ်ဒါမို့ယခုပွဲတက်လေကျွန်တော်ဒီအလဲတိုင်းနောက်ပိတ်ရင်ကျွန်တော်ဒီအလဲတိုင်းရင်၃လုံးပေါင်းခြင်းဒီ၃လုံးပေါင်းစီနီယာ3 4 5ဖြစ်ဖို့အတွက်ဆိုရင်2ရဲ့8ရဲ့ပေါင်းတော့3ည3ညဆိုတော့9ခလေတိုင်းထည့်ပြီးတော့ ဒီစားဥမာဆိုရင်ကစားသားမှာဖြစ်ပါတယ်ဒါအလဲတိုင်းစိုက်မှုကိုအရင်ဆုံးပြတာဖြစ်ပါတယ်မဒီမှာ၃လုံးပေါင်းခြင်းကိုယူရခါမှာဒီဒီ3လုံးကိုယူပြီးတော့ပြီးတဲ့ခါမှာ3လို့ရရှိသလိုဒီဘက်စိုက်မှုကြတော့3 6 8ပေါင်းတဲ့ခါမှာ4လို့ရရှိပါတယ်နောက်တစ်စားကျွန်တော်ဒီဘက်စိုက်မှု ကြတော့ဒီ285လုံးလုံးပေါင်းခြင်းဒီ5လို့ရရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ပိတ်ကနန်းကိုထုတ်ပြပေးပါဦးမယ်နောက်ပိတ်ကနန်းမှာလည်းကျွန်တော်ဒီ3လုံးပေါင်းခြင်းယူတဲ့အခါမှာဒီနောက်ပိတ်6ရဲ့1ရဲ့ခွန်းရဲ့ဆိုပြီးတော့3လုံးပေါင်းခြင်းယူပါတယ်ခင်ဗျာကျွန်တော်ဒီဒုတိယစိုက်မှုမှာဆိုရင်လည်းကျွန်တော်ဒီ3လုံးပေါင်းယူတဲ့အခါမှာကျွန်တော်ဒီ ကိုးရယ်တည့်ရယ်ခွန်ရယ်ဆိုသုံးလုံးပေါင်းခြင်းဒီခွန်လို့ရရှိသလိုဒုတိယပင်ကိုကြည့်တဲ့အခါမှာကြတော့3ရယ်2ရယ်တည့်ရယ်ပေါင်းတော့6ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်ဒီဘက်ပေါင်းခြင်းက9ဒီဘက်သုံးလုံး6 1ခွန်ပေါင်းခြင်း9ဒီမှာ3 1 1ပေါင်းခြင်း6မို့ကျွန်တော်ဒီခါမှာကျွန်တော် ခွန်ရှိတုံညာဆိုပြီးတော့ပေါင်းခြင်းငါအတုံးလုံးပေါင်းခြင်းငါအနေနဲ့เนาะတုံညာနောက်ပိတ်ကိုပေါင်းခြင်းငါရကစားတော့မှာဖြစ်ပါတယ်နော်ဒီစားမှုကเนาะဒီကိုရဲ့ဒီရဲ့ခွန်ရဲ့ပေါင်းတော့ခွန်နှစ်လို့ရရှိလို့ဒီမှာကြတော့3နှစ်တိပေါင်းခြင်းဒီ6လို့ရရှိတာဖြစ်ပါတယ်အမှုဒီမှာကြတော့ ဖွင့်ရှိတုံညသုံးလုံးပေါင်းရင်9ဆိုပြီးတော့ဒါကစားသားမှာတုံညနောက်ပိတ်ကစားမှာဖြစ်ပါတယ်ဒီစားမှုရဆိုအဲ့ဒါဆက်လက်ပြီးတော့ဒီစိုက်မှုရကြစင်မှာကြတော့သုံးလုံးပေါင်းရင်ဗရိတ်မှုကိုကြည့်တဲ့အခါမှာကျွန်တော်ဒီသုံးလုံးပေါင်းရင်ဒီကျွန်တော်ဒီကျွန်တော်ဒီစိုက်မှုရဗရိတ်ကိုကြည့်တဲ့အခါမှာ၄၁ခွန်သုံးလုံးပေါင်းရင်ဒီ နှစ်ပရိတ်အနေနဲ့ကစားလို့ကျွန်တော်ဒီမှာကြတော့၄ရှိတိသုံးလုံးပေါင်းရင်၃ပရိတ်ကိုကစားပါတယ်ဒီမှာကြတော့၄ပရိတ်ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒါ၉ထိပ်ထည့်ပြီးတော့ကစားသွားမှာမို့၅၉၅၃ည၄ပရိတ်ကိုဒီဆိုင်မူရကျွန်တော်ထုတ်ပြတာဖြစ်ပါတယ်ဒီ၉ထိပ်စီကိုတော့ကျွန်တော်နောက်ဆိုင်မူနဲ့ နောက်တစ်ဆိုင်နဲ့တွဲပြီးတော့ရှင်းသွားပြီးမှဖြစ်ပါတယ်မိတ်ဆွေများကိုဆက်လက်ပြီးတော့ကျွန်တော်ဒီကိုထိတ်စီးနဲ့၄ break စိုင်းမှုတစ်ခုကိုဆက်ပြီးတော့ထုတ်ပြပေးပါဦးမခင်ဗျာဒီစိုင်းမှုရာကိုထိတ်စီးယူတဲ့အခါမှာကြတော့ဒီဒီ6ရဲ့7ရဲ့9ရဲ့ပေါင်းတော့ ပေါင်းညင်6ဆိုပြီးတော့ရရှိသလိုဒီဘက်ဆောင်၃လုံးပေါင်းတဲ့ခါကျတော့8 6ပေါင်းညင်ဒီ9လို့ရရှိပါတယ်။ဒါမှမဟုတ်ဒီဘက်ဆောင်မူရကြတော့ခွန်8 9လုံးပေါင်းညင်ဒီ4ဆိုပြီးတော့ယူတဲ့ခါမှာ6ထိပ်စီကိုရရှိမှာဖြစ်ပါတယ်။အဲ၄ဖြစ်ဖို့ဆိုရင်ကျွန်တော်ဒီမှာ6ထိပ်စီကို ဒီဆိုင်မှာကစားရမှာဖြစ်ပါတယ်ဒီဆိုင်မှာ6ထိပ်ရှိကိုကစားရမှာဆိုတော့ကျွန်တော်ဒီမှာစီနီယာရပါဒီဇောင်းစီနီယာဆိုရင်6 1 9ဒီ6 1 9ပေါင်းချင်း6 7 6သုံးလုံးပေါင်းခြင်းက9 8 9သုံးလုံးပေါင်းခြင်း4ဆိုပြီးတော့ ိုးထိတ်စည်းမှုကိုဒီဆောက်မှန်ရရှိတာဖြစ်ပါတယ်။ညဆက်လက်ပြီးတော့နောက်ထပ်စိုက်မှုတစ်မျိုးနဲ့ပဲကျွန်တော်လဲတိုင်းကနန်းဆက်ထုတ်ပြပေးပါဦးမခင်ဗျာ။ဒီစိုက်မှုတစ်မျိုးနဲ့လဲတိုင်းကနန်းယူတဲ့အခါမှာကြတော့ဒီဒါပထမဒီဘက်3စိုက်3မိနစ်3စိုက်နဲ့ဒါထိတ်စည်းယူသလိုဒါ3မိနစ်3စိုက်နဲ့ပဲကျွန်တော်အလဲတိုင်းကနန်းထုတ်ပြပါဦးမယ်။ ီခွန်ခလဲတန်းရဲ့ထိတ်စီးရဲ့လဲတန်းသုံးလုံးပေါင်းတဲ့အခါမှာဒီခွန်သုံးလုံးပေါင်းခြင်းဒီတစ်လို့ကစားသွားလို့ဒီဘက်မှာကျတော့လဲဒီအလဲတန်းရဲ့ထိတ်စီးရဲ့လဲတန်းရဲ့သုံးလုံးပေါင်းတဲ့အခါမှာ9 5ခွန်ပေါင်းခြင်းဒီလဲတစ်လို့ကစားသွားပါလေဒါမှမဟုတ်ယခုပွဲစဉ်အတွက်ဆိုရင်ကျွန်တော်အလဲတန်းကဏ္ဍကိုလဲတစ်လို့ယူမယ်ဆိုရင်ဒီ2ရဲ့3ရဲ့ပေါင်းတော့5 5ဆိုတော့3လုံးပေါင်းခြင်းဒီ တရရှိဖို့ဆိုရင်ကျွန်တော်ဒါ6ခလေတိုင်းကိုကစားမှာဖြစ်ပါတယ်။နောက်မို့ဒီဖြစ်စဉ်ရဆိုရင်ကျွန်တော်6ခလေတိုင်းကိုကစားသွားမှာဖြစ်ပါတယ်။နောက်ဒီခွန်းဒီခွန်းသုံးလုံးပေါင်းခြင်းဒီတစ်ဆိုကစားလို့ဒီမှာ9 5ခွန်းသုံးလုံးပေါင်းခြင်းဒီကစားထားပါတယ်။ဒါမို့ယခုပွဲစဉ်ကြတော့လေဒီနှစ် 3 6ပေါင်းချင်းပြည့်စုံပြီးတော့အလဲတိုင်းကဏ္ဍကို6လို့ထည့်ကစားတော့မှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီနောက်ပိတ်ဆိုင်မူရနော်ကစားမယ်ဆိုရင်ကျွန်တော်ဒီနောက်ပိတ်ဆိုင်ကြတော့လဲကျွန်တော်ဒီ site တစ်မျိုးနဲ့ထုတ်ပြပေးပါမယ်နော်ဒီ3လုံးပေါင်းဒီဒီ3 3ခွင်6 တို့သုံးလုံးပေါင်းခြင်းဒီ6လို့ရရှိပါတယ်6လို့ရရှိလို့ဒီမှာကြတော့လဲ16ပေါင်းခြင်းဒီကျွန်တော်5လို့ရရှိပါတယ်ဒါမှမဟုတ်ဒီသုံးလုံးပေါင်းခြင်းဒီလဲ၄လို့ဖြစ်ဖို့ဆိုရင်၉နောက်ဘက်ကိုကစားသွားမှာဖြစ်ပါတယ် ကိုနောက်ဘိတ်ကိုထည့်ကစားခြင်းအပြင်ဒီဆိုင်မူရဆိုရင်ကို6ကို4ဘိတ်ကိုရရှိမှာဖြစ်ပါတယ်။ဒါမို့ဒီဆိုင်မူရဆိုရင်ဒီမှာ3 3 6 3လုံးပေါင်းခြင်းဒီ6လို့ရရှိလို့ဒီမှာကြလဲ dish 6ပေါင်းခြင်းဒီ5လို့ရရှိတာဖြစ်ပါတယ်။ဒါမို့ဒီဆိုင်မူရဆိုရင်ခွင်း6ကိုခွင်း6ကို3လုံးပေါင်းခြင်းဒီ6 ကျွန်တော်ဒီမှာ၄အနေနဲ့ပေါ့နော်၄အနေနဲ့ကကစားသွားမှာ၃လုံးပေါင်းရင်း၄အနေနဲ့ကိုနောက်ပိတ်ကိုကစားသွားမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီစားမှုရဆိုရင်ဒါ၉၆၉၄ပြိတ်နော်၉ချက်ကိုဒါ၄ပြိတ်ပဲတကွက်ကောင်းဆိုင်နဲ့ဒါထုတ်ပြတာဖြစ်ပါတယ်ဆက်ပြီးတော့နောက်ဆိုင်မူရဆိုရင်ကျွန်တော်ဒါ၉၆၉၄ ကိုးထွင်ကိုးထွင်ကိုဆက်ပြီးပြပြပါမယ်ကိုးထွင်ဒီအလဲတိုင်းကိုးထုတ်ပြလို့ရှိရင်ကိုးထွင်ကို ရရှိမှာဖြစ်ပါတယ်အဲကိုးထွင်ရရှိပုံကိုနောက်တစ်ဆိုင်နဲ့ဆက်ပြီးတော့ရှင်းပြပြပါမယ်မိတ်ဆွေများဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာကျွန်တော်ဒီဆိုင်မူရကြတော့ကျွန်တော်ဒီကိုးထွင်ကြပုံကိုဆက်ပြီးရှင်းပြတော့မှာဖြစ်ပါတယ် ိုးထိုင်ကြမှုသည်ကျွန်တော်ခုနဒီကိုးထိတ်စီးမှုတိုင်းမှာဒီဇောင်းသုံးလုံးပေါင်းခြင်း1 6ပေါင်းခြင်းဒီ6ဒီဘက်ကဇောင်းသုံးလုံးပေါင်းခြင်း8 6ပေါင်းခြင်းဒီ5ဒီဘက်ဇောင်းသုံးလုံးပေါင်းခြင်းဒီခွန်8 9ပေါင်းခြင်းဒီကျွန်တော်4ဆိုပြီးတော့ကိုးထိတ်စီးကိုကစားတော့မှာဖြစ်ပါတယ် ဒီစမှုမှာဆိုရင်ကျွန်တော်ဒီဇောင်း၃လုံးပေါင်းခြင်းရာကျွန်တော်ဒီမှာ265ဒီ265၃လုံးပေါင်းခြင်းဒီ6ရရှိလို့ဒီမှာ76ပေါင်းခြင်းဒီလေကျွန်တော်ဒီမှာ9ဒီစီနီယာရာဒီမှာခွန်69ပေါင်းခြင်းဒီ၄ဆိုပြီးတော့9ထိပ်စီကိုဒီစမှုမှာတွေ့ရှိမှာဖြစ်ပါတယ် ဆက်လက်ပြီးတော့ကိုးခလဲတိုင်းကိုကြာတော့ဘယ်လိုယူလဲဆိုရင်ကျွန်တော်ဒီဒီဘက်၃လုံးပေါင်းထောင်၃လုံးပေါင်းတဲ့အခါမှာဒီခွန်း၃ည၃ည၃လုံးပေါင်းခြင်းဒီခုနှစ်လို့ရရှိသလိုဒီမှာကြာတော့ထောင်၃လုံးပေါင်းခြင်းဒီ၈၉၁ပေါင်းခြင်း၈လို့ရရှိမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီဆိုင်မှာဆိုရင်ဒီမှာ၃လုံးပေါင်းခြင်းဒီ၉ဖြစ်ဖို့ဆိုရင် ကျောင်းနှစ်ရရှိရပေါ်တော့တုံညဒီမှာကိုးခလေတိုင်းကိုထည့်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ဒီစမှုရဆိုရင်ကိုးခလေတိုင်းထည့်ကစားမှာဖြစ်ပါတယ်ဒါမှမဟုတ်သူ့ကိုတော့ကျွန်တော်တို့ဒါကိုးခလေတိုင်းနေနဲ့ရရှိတဲ့စမှုကိုထုတ်ပြတာဖြစ်ပါတယ်ဒါဒီခွန်တုံညတုံညပေါင်းရင်းခွန်နေ၈၉၁ 89ပေါင်းရင်းဒီ6ဓာတ်မိုးဒီမှာ283 289 289ပေါင်းရင်းဒီ6ဆိုပြီးတာเนาะ၃လုံးပေါင်းရင်း6အနေနဲ့ကစားသွားမှာမို့6ခလဲတိုင်းကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီဆက်လက်ပြီးတော့ဒီ6နောက်ပိတ်ဒီကိုနောက်ပိတ်ကြတော့ကျွန်တော်ဘလို့ ပြမလဲဆိုရင်ဒီ site ကိုကျွန်တော်မျိုးစုံပြမှာမို့လို့ကျွန်တော်ဒီဘက်ကနောက်ပိတ်၃လုံးပေါင်းခြင်းဒီဒီ9 39 3လုံးပေါင်းခြင်း6ယူသလိုဒီမှာကြတော့4 3 8 3လုံးပေါင်းခြင်းဒီ5ယူခဲ့ပါတယ်ဒါမို့ခုနောက်ပိတ်၃လုံးပေါင်းခြင်းဒီဒီမှာ9 လုံးလုံးပေါင်းညင်၄ဆိုပြီးတော့ယူသွားမှာမို့ဒီစမှုရဆိုရင်ကျွန်တော်ဒါကိုးနောက်ဘိတ်ကိုရရှိတဲ့အတွက်ကြောင့်ကိုးထွိုင်ကိုကစားပြရမှာဖြစ်ပါတယ်ကိုး၃ည၆လုံးလုံးပေါင်းညင်ကိုး၃ည၇လုံးလုံးပေါင်းညင်၆ဒီမှာကြတော့၄၃၈ သုံးလုံးပေါင်းရင်5ဒီမှာကြတော့ခွန်၈9သုံးလုံးပေါင်းရင်4ဆိုပြီးတော့9နောက်ဘိတ်ကိုဒီဆိုင်မှာရရှိတာဖြစ်ပါတယ်။ဒါမှမဟုတ်9ချိန်မြောက်တဲ့ဆိုရင်မိတ်ဆွေများကစားမဲ့ကဏ္ဍဒီဒါဒွေကောင်းနေနဲ့ဒါ9ချိန်မြောက်မှာပေါ့နော်9ချိန်တွင်ဒါမိတ်ဆွေများကိုကျွန်တော်9ထွိုင်ကို ဒီဇိုင်းမူရကိုထိပ်စီကိုခလေတိုင်းကိုနောက်ပိတ်ဆိုပြီးတော့ကိုထွိုင်းကိုကျွန်တော်ထုတ်ပြပေးပါတယ်ပထမအဦးဆုံးထုတ်တဲ့ကဏ္ဍကတော့ဒီမှာ site 3ဇိုင်းနဲ့ထုတ်ပြပေးကြတာမို့ဒီမှာ969ရဲ့990ရဲ့ဆိုပြီးတော့မိတ်ဆွေများဒါ site 3ဇိုင်းနဲ့ အနန်းသုံးခွက်ကိုမိတ်ဆွေများထုတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဆိုင်မူလေးတွေကိုကြည့်ပြီးမိတ်ဆွေများကြိုက်နေတဲ့ရင်ကစားလို့ရအောင်ကျွန်တော်တို့နဲ့ဒါချပြပေးခြင်းဖြစ်ပါတယ်။ဒါမှဒီဆိုင်မူလေးတွေများကို မိတ်ဆွေများကြိုက်နေတဲ့ရင် ကစားလို့ရအောင်ကျွန်တော်အနေနဲ့ဒါကြိုးစားပြီးရှာဖွေမျှော်ပေးခြင်းဖြစ်ပါတယ်။ဒါမှမဟုတ်ယခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးမိတ်ဆွေများအားလုံးကကျွန်တော်အားပေးသောအဖြစ်လိုက်လေးများပေးခြင်းကွန်မန့်မှာ တမ်းမကြရေးပေးခြင်းများကိုရေးပေးကြလို့ရရှိပါရပါတယ်ယခုဒါကြောင့်မို့ကိုးချိန်မြောက်မှာဆိုရင်မိษွေအားလုံးပေါတိကနံတဲ့ပေါတိကနံများရရှိပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမြတ်တာပေးပါတယ်ခင်ဗျာ